Hello အားလုံးမင်္ဂလာပါ United Show ကနေဂျူဆူပါတယ်ဆိုတော့ Rob Dawson ရဲ့ report အရာအတင်းရဲ့ဘက်ကတော့ဘန်နာယီဆိုင်ယာမှာစိန်ခေါ်မှုတွေရှိနေသည့်တိုင်အောင်ကိုပဲ United ကပေါ့နော်အတင်းအနေနဲ့ဒါထပါတော့ဗျာလာမယ့်အခုနွေရာသီအပြောင်းအရွှေ့မှာကစားသမားအသစ်တွေခေါ်ယူနိုင်ဖို့အတွက်လောက်ခလာစာတွေ short ချတာတွေ Sergeant Reckley ဖြစ်ပေါ့နော်အလုတ်သမားဝန်တန်းတွေကို short ချတာတွေဒီအစီအစဉ်တွေအပါအဝင်တခြားချွေတာမှုတွေကနေတဆင့်အတင်းရဲ့ဘန်နာယီအတွက်နေရာလွတ်တွေကျွန်တော်အများကြီးဖန်တီးနိုင်ခဲ့တယ်ပေါ့နော် ဆိုတော့ United ကအဲ့လိုနေကနေတစင်တို့ဒီတိုက်စစ်မှာအမ်ဘူမူကိုလည်းအလိုရှိနေပြီမဲ့လေလို့ပေါ့နော်ဘာရာဒာတတ်မှတ်ထားတဲ့ဥမာဘာရာဒာတတ်မှတ်ထားတဲ့ဒီဘယ်လိုပြောမလဲတန်ကြီးပေါ့နော်တန်ကြီးတစ်ခုထိပိုများတဲ့ပမာဏတွေတောင်းဆိုနေမယ်ဆိုရင် United ကကျတော့ Ambumu ဆိုတာထက် Simenyu တို့ Aziru လို့မျိုး option တွေကိုကြိုးပမ်းသွားမှာဖြစ်တယ်ဆိုပြီးတော့ Rob Dawson က report လုပ်ထားတယ် ဒါကတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီအသင်းကဘန်နာအေးပိုင်းနဲ့ပတ်သက်လို့ယုံကန်နေရတာတော့ကျွန်တော်တို့ကအထူးဆန်းမဟုတ်တော့ဘူးပေါ့ကျွန်တော်တို့ပြီးခဲ့တဲ့ရာသီကလေးကကိုအသင်းချင်နေရကျွန်တော်တို့သဘောပေါက်ကြပြီဒါအသင်းဘာလို့အဲ့လောက်တိုင်ပတ်နေတယ်လဲဘာကြောင့်တိုင်ပတ်နေတယ်လဲဘာလို့ကျွန်တော်တို့အနေနဲ့ကစားမားတွေခေါ်ဖို့အတွက်ဆိုရင်အသင်းဟာငွေကြီးပိုင်းနဲ့ပတ်သက်လို့ရှိရင်ဘာကြောင့်စိန်ခေါ်မှုတွေများနေတယ်လဲကျွန်တော်တို့တည်ပြီးသားပဲကျွန်တော်တို့တည်ပြီးသားပဲဆိုတော့အခုဆိုလို့ရှိရင်တော့ဗောနော်အသင်းအနေနဲ့ကျွန်တော်တို့ဒါဟိုတိုက်စစ်မှာလဲအန်ဖူမိုကိုခေါ်ဖို့အတွက်ကြိုးပမ်းနေတာညီကတို့အသိပဲ ပြဿနာကဒီကလပ်တင်းနှစ်ခုကြာဆွေးနွေးနေတာရဲတရဘက်ကနှစ်ပတ်ကျော်လောက်ကိုကျွန်တော်ကြာလာပြီဒုတိယအကြိမ်မြောက်ကန်းလန့်မယ်ဆိုတဲ့တဲ့င်းတွေကလည်းဘာမှထူးထူးခြားခြားကျွန်တော်ထွက်မလာသေးဘူးအဲ့လိုမျိုးဆိုတော့ဗောနော်ကျွန်တော်တို့လက်ရှိအန်ပူမိုနဲ့ပတ်သက်လို့ရှိရင် United က okay ငါတို့ကတော့ဟေးအန်ပူမိုကိုဘလောက်ဘလောက်ဈေးနှုန်းပဲတတ်မှတ်ထားတယ်။နော်အဲ့ဒါတော့ပုံမပေးကြည့်ဘူးဆိုတဲ့ပုံစံမျိုးတော့ရှိနေတယ်။ဆိုတော့ဒါကြောင့်ပေါ့နော်ကျွန်တော်က plan B လိုချင်တယ်ဆိုတာဒါမျိုးပြောတာဗျာနော်အသင်းအနေနဲ့ plan B ရှိလေကောင်းလေပဲ။အခုဆိုလို့ရှိရင်အသင်းဘက်က okay အန်ပူမိုက နော်စာချုပ်တန်တန်းလည်းတစ်နှစ်ပဲကျန်တော့တာစာချုပ်တန်တန်းလည်းတစ်နှစ်ပဲကျန်တော့တဲ့ကစားမဆိုတော့ငါတို့ကတော့ဒီကစားမကိုတန်း40တန်း50ထားပါတော့55တန်းတန်း60တက်မှတ်တာလေဟိတ်ဆိုရင် brand book ကမဟုတ်ဘူးတန်း80မှ65တန်းမှာဖြစ်နေရင်တော့အတင်းဘက်ကနောက်ထပ်တခြားပြစ်မှတ်တွေကိုကျူးပန်းတော့မှာဒါဖြစ်တဲ့အရာပဲဒီနေရာမှာဟိုနီးပြားဖြစ်တဲ့သူကိုယ်တိုင်ရဲ့ဘက်ကတော့ right number 10လို့ဘောနော်အဲ့လိုပဲပြောရမလားအဲ့အဲ့ narrow number 10နေရာမှာဆိုလို့ရှိရင်ဘယ်ခြေတန်းတဲ့ကစားသမားကိုကျွန်တော်လိုချင်တာဗျာအခုလက်ရှိကျွန်တော်တို့ဒါ sim menu တို့ဘောနော်ပြီးလို့ရှိရင် a0 တို့လိုကစားသမားတွေကညာခြေတန်းကစားသမားတွေဆိုတော့ကုညာကစားတဲ့နေရာနဲ့ဒါနည်းနည်းဆင်သွားမှာလဲစူးဝသေးတယ်သူကညာခြေတန်းနဲ့ကစားသမားဘယ်ခြေတန်းနဲ့ကစားသမားဆိုတော့ပုံစံနဲ့ဒါ getting site တွေပါလေဝင်ပြီးတော့ကန်တာမျိုးတွေလောက်စေချင်တဲ့သဘောဒါပေမဲ့လည်းလို့ဘောနော် ဟိုညာချီတယ်မဟုတ်လို့ဘဲချီတယ်မဟုတ်လို့ပြဿနာဖြစ်နေနေဆိုတာလေအဲ့လိုကြီးကြတော့လေကျွန်တော်မဟုတ်ပါဘူးအထပါရဗျာ S0 ပါလို့ဆိုလို့ရှိရင်ဒါပရိသတ်တွေတော်တော်လေးသဘောကျတယ်တကယ်လည်းပဲကစားမကောင်းတယောက်လို့ကျွန်တော်ပြောလို့ရတယ်ဒါအပြင်ကျွန်တော်အနေနဲ့ဒီစင်မညူတို့ပါတို့ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းပဲတကယ်ကစားမတွေပဲဒီကစားမတွေဆိုရင်ပရီးမီးယားလိမှာအံဝင်ခွင့်ကြဖြစ်နေတဲ့သူတွေနော်ဒါအပြင်ဈေးနှုန်းကတော့အဲ့ပတ်ဝန်းကျင်သွားမှာပဲနော်အဲတချို့ကစားမတွေဆိုပူတော်ကြည့်ရင်ကြည့်ရုံမှာ အဇီရောပါလို့ဆိုလို့ရှိရင်ပြသလားဒါပေမဲ့ဆွေးဆွေးနွေးနိုင်တဲ့ဘာညာဆိုလို့ရှိရင်တော့မဆူပြောရမှာပဲเนาะဒီစင်မင်ညိုတို့ပါလို့ဆိုလို့ရှိရင်တော့ဈေးရအလောက်မကြည့်ဘူးလို့ကျွန်တော်ထင်တယ်เนาะဘုံမောက်ကလည်းဒီကစားမနဲ့ပတ်သက်လို့ရှိရင်သူတယောက်တည်းပဲအတင်းကအာကူရတဲ့အနေထားမျိုးဟုတ်မနေတဲ့ခါကျတော့လက်လို့မယ်ဆိုလို့ရှိရင်တော့မတန်တဆဈေးတွေတော့အတင်းတန်တောင်းလာပြီးပါရောရှိလိမ့်မယ်လို့ကျွန်တော်မထင်ဘူးဆိုတော့စင်မင်ညိုကတော့ဈေးတက်တာနိုင်တဲ့ physical ability လက်ဒီကောင်ကောင်းတယ်เนาะကျွန်တော်အဆင်ပြေတယ်ဆိုတော့ဒီအဇီရောပါလို့ဆိုလို့ရှိရင်ပူကောင်းတာပေါ့ ဒါမှမဟုတ်ကျွန်တော်တို့ကဈေးရတက်နိုင်မလားဆိုတာလည်းကျွန်တော်ရှိသေးတာဟုတ်တယ်မလားเนาะအဲဒါကြောင့်ကျွန်တော်တို့အချင်းကြီးရအတင်းဘက်ကပါเนาะအဲ့ဒီလိုမျိုးအမ်ဘူမိုးရဲ့နေရာမှာကျွန်တော်သူ့မှသူဖြစ်နေတာမျိုးမဟုတ်ဘင်းနဲ့ကိုလူကိုကတော့သူ့ကိုဦးစားပေးပြီးတော့ခေါ်มาပဲကစားမကလည်း United ကိုပြောင်းခြင်းနဲ့ Okay အဆင်ပြေတယ်ဒါမှမဟုတ်ပါเนาะဒီကစားမအတွက် Brand Bow ပါဖြစ်တင်တာလို့เนาะထပ်ပို့ပြီးတော့ဈေးဒီပိုင်းတောင်းနေဦးမယ်ဆိုရင်တော့အတင်းဘက်ကတခြားပြည်မှတ်တွေကိုကျူပန်းသွားဖို့ရှိတယ်ဆိုတော့စိတ်ဝင်စားဖို့လည်းကျွန်တော်ကောင်းလာပါပြီလက်ရှိမှာစပါးကလည်း အမ်ဘူမူကိုအမှန်ကန်ခေါ်ဖို့ကြိုးဟိုဒီစိတ်ဝင်စားလာတာဘာညာနဲ့ဆိုတော့ brand photo ဘာလို့ဘက်ကဈေးတောင်းကောင်းတာပေါ့ဗျာမင်းတို့ဘသူပို့လို့ခြင်းလဲဈေးပို့ပေးတဲ့သူကငါတို့ရောင်းမှာပဲဆိုတော့ပုံစံမျိုးပေါ့ဒီနေရာမှာကိုအတင်းဘက်ကပဲထိထိရောက်လှုပ်သေးတာသို့တော့စောင့်ကြည့်ရမယ်ကျွန်တော်တို့เนาะအတင်းဘက်ကတကယ်ထိရောက်တဲ့အပြောင်းရွှေ့တွေလှုပ်မှာလားအဘူမူဟာပို့ပြီးတော့ဈေးကြီးနေမယ်ဆိုရင်တခြားပြည်မှတ်တွေကိုကျူးပန်းလာမယ်ဆိုတော့တကယ်ထိရောက်အောင်အဲ့ဒီပြည်မှတ်တွေကိုကျူးပန်းလာမလားစောင့်ကြည့်ရပါမယ်ဆိုတော့ညီကလေးတို့အနေနဲ့ရော SC စီမံညိုနဲ့အဘူမူတို့တွေကဆိုလို့ရှိရင်အတင်းတွက် ဘယ်ကစားမကိုခေါ်ဖို့ကြိုးပမ်းတာကအသင့်တော်ဆုံးဖြစ်မယ်ထင်ကြတယ်ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်